ီဖုံကြီးဖျားပေါ်တတ်တာသာသနာတော်ကြီးပြည့်စည်မသွားနိုင်ဘူးလို့ပြောထားတာဖုံဖုံအမြင်လေးမိပေးပါအောင်ဖျားအမျိုးသမီးတယောက်ဖះဘော်ကိုဖဏန်းနဲ့တက်တဲ့ရီယိုဖိုင်ကိုအာလုံးမြင်မိကြပြီလို့ထင်ပါတယ်အဲ့ဒါကိုသာသနာကိုစော်ကားပါတယ်သာသနာကိုဖျက်ဆီးပါတယ်အမြင်မတော်လို့ပါဆိုပြီးဝိုင်းဝန်းပြောနေကြတဲ့သူတွေကို ဒီနေရာကနေပြောချင်တာကအဲ့ဒီအမျိုးသမီးဖះဘော်ကိုဖက်နဲ့တတ်တာတိသာသနာလည်းပြည့်စည်မသွားဘူးသာသနာလည်းနည်းနည်းလေးမှထိခိုက်မသွားဘူးဗုဒ္ဓဘာသာအမိခံစစ်အုပ်စုဟာနေ့စဉ်နေ့တိုင်းဘုံကြီးရောင်းတွေကိုဘုံကျဲတယ်တန်ဃာတော်တွေအများကြီးထိခိုက်သေးဆုံးရတယ်အဲ့တော့အမြင်မတော်တိုင်းသာ ပြောချစတန်းဆိုရင်ဘာလို့ဘုံကြီးရောင်းတွေကိုဘုံကျဲနေတဲ့စစ်အုပ်စုကိုခြံထားရတာလဲ အမြင်မတော်လို့ပြောကြစရတ်ဆိုစစ်အုပ်စုကိုလည်းထည့်ပြောရမယ်မဟုတ်ဘူးလားဘုံကြီးတွေကိုဘုံကျင်နေတဲ့ဒီစစ်အုပ်စုကိုကြတော့ဘာမှမပြောဘဲနဲ့မတိကြအောင်ဆောင်ပြီးတော့ဖះဘော်ကိုဖနဲ့နဲ့တက်တဲ့အမျိုးသမီးကိုကြတော့ဝါမီတော့ပြောစုံနေကြတယ်ဒါနိုင်လို့ရမှန်းသိလို့တသက်အနိုင်ကျင့်ကြတာလောကမှာလူတွေကနိုင်မှန်းသိရင်တသက်ကိုအနိုင်ကျင့်ချင်ကြတယ်အဲ့တော့သာသနာကိုစော်ကားလို့သာသနာကိုဖျက်ဆီးလို့ အမြင်မတော်လို့သာပြောကြစတဲ့ဆိုရင်ဒီအမျိုးသမီးကို ပြောရမှာမဟုတ်ဘူးအာနာရှင်စေုပ်စုကိုပြောရမှာဒီမျိုးသမီးဘုရားဘောပါဖတ်တဲ့စီလိုက်လို့သာသနာပုတ်ပယ်မတော်ဘူးသူပဲဒုက္ခရောက်မှာဒီစေုပ်စုနေ့စဉ်နေ့တိုင်းဘုန်းကြီးကျောင်းတွေကိုဘုန်းကျင်နေသာသနာကြာရင်သာသနာပြတ်သွားမှာကြာရင်မရှိမရှိမဲ့တန်ခါတွေအကုန်သေးကုန်မှာ နိုင်လို့ရမှန်းတိတိုင်းအနိုင်မကျင့်ကြပါနဲ့အမြင်မတော်လို့ပြောကြစတဲ့ဆိုရင်စစ်အာဏာရှင်တွေကိုလည်းမချန်ထားဘဲနဲ့ပြောရမယ်နော် အဲ့လိုမပြောရဲဘူးဆိုရင်ဘာသာဘာသာသာသနာသာသနာဆိုတဲ့ဇာတ်ကားကိုခုတော့လို့ပြီးမင်းတို့မပြောကြနဲ့ဒီဖုန်းကြီးဖျားပေါ်တတ်တာသာသနာတော်ကြီးပျက်စီးမသွားနိုင်ဘူးလို့ပြောထားတာဖုန်းဖုန်းအမြင်လေးမိမ့်ပေးပါအောင်ဖျားတဲ့ဘယ်ဖုန်းကြီးကိုပြောတာလဲဆိုတာကိုသိရအောင်အောက်လင့်ချပေးထားပါတယ်ကြည့်လိုက်ကြပါနော်အင်ဂုတ်ထိုကျမ်းမှာတရားမနာခြင်းစာပေမတင်ခြင်းနှုတ်တွင်မဆောင်ခြင်းသိအောင်မပြုခြင်းပฏิပတ်အကျင့်ကိုမကျင့်ခြင်းတို့ကြောင့် သာသနာကွယ်လိမ့်မယ်လို့ဟောကြားတော်မူထားပါတယ်။ဒါကြောင့်သာသနာကွယ်ခြင်းကိစ္စဟာစီဒီအပေါ်ဖနက်နဲ့တက်တဲ့ကိစ္စနဲ့ဘရိုက်တော်မတက်ဆိုင်ပါဘူး။သို့တော့ပတ်သက်ဆက်နွယ်မှုတော့ရှိပါတယ်။ဘလို့ပတ်သက်ဆက်နွယ်မှုရှိတယ်လဲဆိုရင်သာသနာဆိုတာဟာအစိုးအမကိုပြောတာပါ။ဘုရားရဲ့အစုံအမကိုပြောတာလဲဆိုရင်မြတ်စွာဘုရားရဲ့အစုံအမကိုပြောတာပါမြတ်စွာဘုရားကဘာတွေဆုံးမတယ်လဲဆိုရင်တိအကုသို့ကိုမပြုနဲ့လို့ဆုံးမပါတယ် နှစ်ကုသိုလ်ကိုပြုပါလို့ဆုံးမပါတယ်။သုံးစိတ်ကိုစင်ကြယ်အောင်ထားပါလို့ဆုံးမပါတယ်။အကုသိုလ်ကိုမပြုပါနဲ့လို့ဆုံးမထားတာဖြစ်တဲ့အတွက်ကြောင့်စေတီအပေါ်ဖနက်နဲ့တက်တဲ့ကိစ္စဟာကုသိုလ်အမှုမဟုတ်ပါဘူး။အကုသိုလ်အမှုသာဖြစ်ပါတယ်။ဒါကိုနောက်လာနောက်သားတွေကအတုယူပြီးတော့လိုက်လုံမယ်ဆိုရင်ဖျားစကားကိုပယ်ရှားရရောက်တဲ့အတွက်ကြောင့်သာသနာကွဲပါလိမ့်မယ်နော်။ဒါကြောင့်စေတီအပေါ်ကိုဖနက်နဲ့တက်တာဟာသာသနာကွဲခြင်းကိစ္စနဲ့တရိုက်မသက်ဆိုင်တော့လည်းပဲ ပတ်ပတ်ဆက်နွယ်မှုတော့ရှိတယ်ဆိုတာကိုသိထားဖို့လိုပါတယ်နော်ဒီလိုလောက်ရမျိုးတွေကို လုံးဝကန့်ကွက်ပါတယ်။ကိုနဲ့ဟိုတင်ကန်းဝှထားတာသူတို့ဆိုပြီးတော့လည်းမပြောဘဲနေလို့မရပါဘူး။ပြောကိုပြောမှာပါ။မြတ်စွာဘုရားကအာဂတိလိုက်တာကိုလုံးဝလက်မခံပါဘူး။သန္တာဂတိ၊ဒေါသဂတိ၊မောဟဂတိ၊ဘယဂတိဆိုတဲ့ အာဂရီလေးပါချစ်ချင်းကြလိုက်တဲ့အာဂရီကြောက်ချင်းကြလိုက်တဲ့အာဂရီမုန်းချင်းကြလိုက်တဲ့အာဂရီပြေဝဲချင်းကြလိုက်တဲ့အာဂရီအဲ့ဒီပါကိုရှောင်မပြမှာပါဒီကိုရင်လေးတွေကမလုံတဲ့နဲ့ရာကို လုတ်တယ်ဒီလောက်ရကသူများရဲ့ဘာသာကိုစော်ကားရရောက်တယ်ပုတ်ခတ်ရရောက်တယ်မေတ္တာပြားကကြတော့ ီမားရဲ့အယူအဆကိုတော်ကားတာကိုလက်မခံဘူးဥက္ခတာကိုလက်မခံဘူးသို့တော်ဝေဖန်တာကိုလက်ခံတယ်။ဘာကြောင့်လဲမြတ်စွာဘုရားသာသနာကဝိပစ္စဝါဒဝေဖန်စံသင်မှုကိုလက်ခံတဲ့အယူဝါဒဖြစ်တယ်။သူတို့ရဲ့တမ္မာကျမ်းစာကိုကိုကဖတ်တယ်ဖတ်ပြီးအမြင်မတူဘူးအဲ့ဒါကို ဝေဖန်တဲ့အနေနဲ့တင်လာတော့ဒါကိုမြတ်စွာဘုရားလက်ခံတယ်။ဒီကိုရင်ကျတော့ဝေဖန်တာမဟုတ်ဥက္ခတာဖြစ်ပါတယ်။နော် ီအစောတာကိုလုံအောင်ကောက်ကပါတယ်ကိုဦးဇင်းတို့ဗုဒ္ဓသာသနာကရဟန်းတန်ခါတော်များများဟိုတချို့တော့ရဟန်းတန်ခါတွေကိုရင်တွေကဒီတိတော်သူတွေအရာကိုသူတို့ကအပြော်တက်တက်တုံးနေတာတွေ့ရပါတယ်ဒါကသိမကောင်းစရာပါနော်တချို့တော့ကိုတော်တွေလိုင်းပေါ်မှာတော်တယ်ဘောကန်ဟာတင်းတယ် ကောင်မလေးနဲ့ပတ်သက်တာတင်တယ်ကျင်သောတာတင်တယ်ပောက်ကြရတင်တယ်ဒါတွေကလုံအောင်ကန့်ကွက်ကမဲ့အရာဖြစ်တယ်တန်ခါးနာရီကကရေးယူရမယ့်အရာဖြစ်တယ်နော်